ဟာလေလုယာရှေးဥစွာဖျားသခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်ချစ်ရတဲ့ညီကိုမောင်တို့မအယောက်ချစ်စီတိုင်းမင်္ဂလာပါလို့ပြန်လည်ပြီးနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ပါနေ့တိုင်းမှာ အသက်ရှင်သောဘုရားသခင်အနှုတ်ကပတ်တော်ကိုဆာငက်လျက်ဆောက်စားခဲ့ယူနေကြတဲ့အညီကောင်မောင်နှမအရောက်ချစ်စီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ။ဒီနေ့တော့ကျွန်မဗိမာန်တော်ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်ရှိတဲ့နေရာကနေပြီးတော့မှနှုတ်ကပတ်တော်အဖြစ်သတိခံမှာဖြစ်ပါတယ်။ Okay ပါဒီနေ့တော့တရားသူကြီးမတ်စာလေ့လာနေတာအပိုင်း16ရောက်ပြီနော်။ကြက်ချက်ကတော့တရားသူကြီးမတ်စာအခန်းကြီး6အပိုင်းငယ်1ကနေ14ကိုကျွန်တော်စင်ကျင်ခွန်အားယူသွားမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျမတို့ခဏလေးဆူတောင်းမယ်လေနော်ဆိုတော့ဆူတောင်းခြင်းနဲ့ကျမတို့အစာပြုရအောင်ဟုတ်ကဲ့ပါကောမန့်နေရမတက်သေးဘူးနော်ကျမစီမှာဟုတ်ကဲ့ပါဘာပဲဖြစ်ဖြစ်နော်ကျမတို့ဆူတောင်းခြင်းနဲ့အစာပြုမယ်နော်ဆူတောင်းရအောင် ဖျားသခင်ထာဝရဖျားကိုရောအကျဉ်းစုတင်ပါတယ်ဒီကနေ့မှလည်းသာသမီတို့ရဲ့အသက်ရှင်တော်ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုပြန်လည်ပြီးဆင်ခြင်ခွင့်ရမှာဖြစ်လို့ကျေးဇူးတင်ပါတယ်သက်ရှင်တော်ဝိညာဉ်တော်ဖျားဒီစီစံမှာကိုရောလွတ်လပ်စွာလှုပ်ရှားပါသမီးရဲ့နှုတ်ရှားကိုလည်းကိုရောတိုင်းဘေးသိမ့်နဲ့ကောင်းချီးပေးလည်းအသုံးပြုတော်မူပါအွန်လိုင်းထဲကနှုတ်ကပတ်တော်ခံယူနေတဲ့ကိုရောသာသမီအရောက်ချင်းစီတိုင်း ်နှုတ်ကပတ်တော်ရှင်းလင်းလျက်ကောင်းကြီးဖြစ်ရပါမယ်အကြောင်းကျေးဇူးပြုတော်မူပါနှုတ်ကပတ်တော်စီတာမောက်လံဖြည့်ဆည်းမယ့်အရာအလုံးယေရှုနာမ၌ဖယ်ရှားပါရစေကျေးဇူးတော်အပေါင်းရေတွက်ချီးမွမ်းရင်နှုတ်ကပတ်တော်အစာပြုတဲ့အခါမှာတပါရီတာတော်သခင်ယေရှုနာမ၌စောင်းစက်ကအတန်ရင်နှုတ်ကပတ်တော်ဝင်းငါခြင်းကိုအစာပြုပါရစေအဖဖျားသခင်အာမင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အားလုံးပဲနော်ဖျားသခင်ကောင်းချီးပေးပါစေ Thank you. ှန်တော့တခုမှကျမစီမှာမတက်ဘူး။အော်တက်ပြီနော်။ဒေါ်မေရီရဲ့ comment တက်လာတယ်။ဟုတ်ကဲ့ပါ။ဒါဆိုရင်တော့ live လေးရတယ်ဆိုတော့ကျမတို့နှုတ်ကပတ်တော့သွားမယ်နော်။အားလုံးပဲမင်္ဂလာပါနော်။တရားသူကြီးမှတ်စာအပိုင်း16ပေါ့နော်။အခန်းကြီး6နော်။ကျမတို့တစ်ကနေတစ်ကနေ14ထိနော်။ကျမတို့စင်ကြင်ခွန်အားယူပါမှာဖြစ်ပါတယ်လို့ Judges chapter 6 verse 1 to 14ကိုကျမတို့စင်ကြင်ခွန်အားယူပါမှာဖြစ်ပါတယ်။ ဒါဆိုရင်ကျွန်တော်တို့နည်းနည်းစီဖတ်ကြည့်မယ်နော်အဲ့တော့နည်းနည်းအတန်စီညာရင်နားလည်ပေးပါဘေးမှန်တော့မှာမျက်နှာချက်တော့အလုပ်တွေလုပ်နေကြလို့ပါနော်ညီကောင်မောင်တို့တို့အတန်လေးနည်းနည်းလေးအေးစူညာနာလေးရှိရင်နားလည်ပေးစီချင်ပါလေတပန်ဣတရီလာအမျိုးသားတို့သည်သာဝရဖျားရှေ့တော်၌ဒုစရိုက်ကိုပြုသောကြောင့်သူတို့ကိုမိတန်လူမျိုးလက်၌ခုနှစ်နှစ်ပတ်လုံးအတ်တော်မူသည်ဖြင့်မိတန်အမျိုးသည်ဣတရီလာအမျိုးကိုနိုင်၍ညှင်းဆဲသောကြောင့် ဣဒရီလာအမျိုးသားတို့သည်တောင်ယိုး၌ခိုင်ခန့်တဲ့ဥမီမြေတွင်တို့ကိုလောက်ရကြ၏အဲ့တော့ဒီမှာနော်ဣဒရီလာလူမျိုးတွေဟာတဲ့ထာဝရဘုရားအရှိတော်မှာဒုစရိုက်ကိုထပ်ပြီးတော့မှပြုတ်ကြတယ်တဲ့နော်ဒါကြောင့်မလို့ဘုရားသခင်ကရန်သူဘယ်လူမျိုးလက်ထဲကိုဘုရားသခင်အပ်လိုက်ပါတယ်ဒါလေးဖြည့်ပေးပါဒီတစ်ခါမှာတော့ရန်သူမတုလက်ကိုအပ်ပါလေ ဒီဘောရာတို့လက်ထပ်ပြီးသွားတဲ့အခါမှာအတိုင်းပြည်ဟာအနှစ်40တိုင်းသာငြိမ်းချမ်းနေတာဖြစ်ပါတယ်ပြီးသွားတဲ့အခါကျတော့ဣသရီလာလူမျိုးတွေကနောက်တစ်ချိန်เนาะဒူးစရိုက်ကိုထပ်ပြီးတော့မှပြုတ်တဲ့အတွက်ကြောင့်တဲ့เนาะဘသူလက်ကိုဘုရားသခင်ကအပ်လိုက်ပါတယ် တော့ဖြေတော့ဖြေမှာပါနော် လိုင်းကြောင့်မလို့ချက်ချင်းမရတာဖြစ်တယ်ဆိုတော့ဟုတ်ကဲ့ပါမိဒန်လူမျိုးတွေလက်ထဲကိုအပ်လိုက်တာဖြစ်ပါတယ်ဒီမှာဘယ်နှစ်နှစ်လဲဆိုတော့ခုနှစ်နှစ်ပတ်လုံးအပ်လိုက်တယ်ဒီမိဒန်လူမျိုးတွေကဣသရေလလူမျိုးတွေကိုအလွန်မင်းနှင်းဆဲတဲ့အတွက်ကြောင့်လဲကြောက်လန့်ပြီးတော့ဘာလို့လဲဆိုတော့ဥမေမြေတွင်းနေတဲ့မှာ နော်လှုပ်ထားပြီးတော့မှဥမြင်မြေတွင်းနေတဲ့မှာပုံးရတယ်တဲ့ဆိုတော့နော်ဘုံခုချင်းနေပါတယ်ပေါ့နော်အဲ့ဒီလိုပုံစံမျိုးပေါ့အဲ့ဒီလက်ထက်တုန်းကတော့ဒီလိုမျိုးခင်မီလက်နဲ့တင်တော့မရှိဘူးပေါ့နော်အိုင်းမဲ့လေအလွန်မင်းညှင်းဆဲတော့လေကြောက်ပြီးတော့မြေထဲမှာပုံရှုပ်ွက်ရှုပ်နေရတယ်เนาะအလွန်မင်းညှင်းဆဲတဲ့အတွက်ကြောင့်ကြောက်လန့်ပြီးတော့မှာเนาะဣသရေလလူမျိုးတွေဟာပုံ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 ပြီးတော့ပါပေါ့เนาะဆိုတော့နေနေရတယ်တဲ့အဲ့တော့เนาะ တော့အပိုက်ငယ်၃ကနေဆက်ပြီးဖတ်မယ်။ဣသရေလအမျိုးသည်လယ်လုံပြီးမှမိဒန်ပြည်သားနှင့်အာမလက်ပြည်သားအစရှိတဲ့အရှိပြည်သားတို့သည်ခြိလာ၍တက်ချသဖြင့်ဂါဇမြို့တံတော်မြေအသီးနှံကိုသုတ်တေပယ်ရှိတဲ့စားစရာကိုခြံ၍မထား၊တိုးနွားမြီးကိုခြံ၍မထားကြ၊တိုးနွားမြီးကိုလည်းခြံ၍မထားကြ။နော်ဒါနဲ့မိဒန်လူမျိုးတွေအာမလက်လူမျိုးတွေကဟာဣသရေလတိုင်းပြည်ကိုခြိတက်လာပြီးတော့နော်လူတွေကိုလည်းညှဉ်းပန်းနှိပ်စက်တဲ့အပြင် လေယာဉ်ဆိုင်ပြိုးမြေတွေအားလုံးအတီးနှံနေလဲအားလုံးဖြတ်စည်းပြီးတော့မှเนาะတခါတဲ့အဲသူတို့ရဲ့ဆိုက်ပြိုးထားတဲ့အရာတွေအားလုံးကိုဖြက်စီးပြီးတော့เนาะတရိษံတွေလည်းမချက်ဘူးเนาะတရိษံတွေလည်းသူတို့စားတော့ကိုသိရင်သိမ်းသွားမယ်เนาะလေယာဉ်မြေတွေသိမ်းတဲ့အရာတွေသိမ်းเนาะအတီးနှံနေသူတို့ယူတဲ့အရာတွေယူเนาะဖြက်စီးခဲ့တဲ့ဟာတွေဖြက်စီးနဲ့လူတွေလည်းဒုက္ခပေးအဲ့တော့စီးပွားရေးတွေလည်းပါဆိုပါမှမဖြစ်ထွက်မယ်နဲ့เนาะတိုင်းပြည်ကအရန်ဒုက္ခရောက်တယ် ညံ့မနှိမ့်ဆက်မှုခံရတယ်เนาะဆင်းရဲဒုက္ခတွေခံစားနေရတာဖြစ်ပါတယ်တဲ့အဲ့တော့အဖေတို့နီးဘူးကသူတို့ဒီတရိတ်ဆန်များတဲများပါလေကျိုင်းကောင်များပြတဲ့ကဲတို့သူတို့နှစ်ကလအုပ်တို့ဒီမရေအတွက်နိုင်အောင်များပြတဲ့ကဲဣသရီလာပြည်ကိုဖျက်ဆီးခဲ့လာကြတယ်အင်းအားနဲ့နော်ကျိုင်းကောင်တို့များပြတဲ့အင်းအားနဲ့တစ်ခါတည်းချစ်တက်ပြီးတော့မှလာကြတာဖြစ်တယ် တို့သည်မိနှင့်အမျိုးသားတို့ကြောင့်အလွန်ဆင်းရဲ၍ထာဝရဘုရားအားဟောပြကြ၏အပိုင်ငယ်၆မှာဆင်းရဲမှုတွေအယံခံရတဲ့အခါမှာလူကမခံနိုင်တော့ဘဲနဲ့ပါဖြစ်လေဆိုတော့ထာဝရဘုရားကိုအော်ဟစ်တယ်အဲ့တော့မှပဲအော်ဟစ်ကြတော့တယ်နော်ဆိုတော့နည်းနည်းလေးကောင်းစားလာရင်တော့ဘုရားသခင်ကိုမေ့လျော့ကြတယ် ဒုက္ခရောက်တော့မှဘုရားသခင်ကိုအော်ဟစ်ကြတာဖြစ်ပါတယ်။အပိုင်ငယ်ရှင်မှာသာရဘုရားတိပရောဖက်တယောက်ကိုဣသရေလအမျိုးသားတို့ထံသို့အစေလွှတ်တော်မူ၍ဣသရေလအမျိုး၏ဘုရားသခင်သာရဘုရားမိန့်တော်မူသည်ကကျွန်ခန်နီယာအေကုတုပြည်မှာသင်တို့ကလှုပ်ဆောင်ပြီး။ဒါနဲ့ဘုရားသခင်ကပရောဖက်တယောက်ကိုစေလွှတ်ပြီးဣသရေလလူမျိုးတွေကိုကဲတင်ခဲ့သောအကြောင်းလေးကိုပြန်လည်ပြီးတော့ပေါ်ပြပါတယ်။နော်ဆိုတော့ အေကုတုပြည်မှာနှစ်ပေါင်း430ကျွန်ခံရတဲ့အချိန်မှာမောရှိအားဖြင့်ဘုရားသခင်ကထုတ်ဆောင်ခဲ့တဲ့ဘုရားပါတကယ်တော့ကယ်တင်နိုင်သောဘုရားဖြစ်တယ်။ဒါမဲ့ဣန္ဒြေလလူမျိုးတွေကအခုလိုကျွန်ခံပြီးညှဉ်းပန်းနှိပ်စက်ခြင်းခံနေရတာဘာကြောင့်လဲ။အပိုက်ငယ်30ကိုဖတ်ပါမယ်။ West End မှာနော်။အပိုက်ငယ်30မှာကျမ်းစာကိုကျွန်တော်တို့ကျမ်းစာအတိုင်းလေးပေါ့နော်။ဆိုတော့အရင်ဆုံးကျွန်တော်တို့နားလည်အောင်အရင်လုပ်ပါမယ်နော်။ တစ်ဆယ်မှာတော့ငါဒီတင်တို့ဤဖျားသခင်ထာဝရဖျားဖြစ်ဤတင်တို့နေတဲ့အာမောရိပိသားကိုးကွယ်သောဘုရားတို့ကိုမကြောက်ရွံ့ကြနေငါပြည့်ညက်တော့လေတင်တို့ဒီငါစကားကိုနားမထောင်ကြဘူးမိန့်တော်မူပြီဒါကြောင့်ဖျားသခင်ကဲတင်နိုင်တဲ့ဘုရားပါဒီပေါင်း430အကျိုးခံခဲ့တဲ့ဘဝကနေတော့မှကဲတင်ခဲ့တဲ့ဘုရားခုနှစ်နှစ်ကျုံခံတာဘုရားသခင်ဘာလို့မကဲနိုင်လဲကဲနိုင်တယ်ဒါပေမဲ့ တင်တို့ဟာငါရဲ့စကားကို နားမထောင်ကြဘူးเนาะစကားကိုနားမထောင်လို့အခုလိုကြုံခံရဘဝမျိုးကိုရောက်တာဖြစ်ပါတယ်တဲ့အပိုက်ရဲ့စတစ်ကိုဖတ်ကြည့်ရအောင်เนาะ verse 11ကိုဖတ်မယ်တပန်ချာရဖျားကြီးကောင်းဖြစ်တမန်ဒီလာ၍ offer ရပါမှာအပြေစာအမျိုးသား ယောရှာပိုင်နဲ့တပိတ်ပင်အောင်၌ထိုင်လေ၏ယောရှာသားကီးတောင်သည်မိမိစပားကိုမိတန်လူတို့မတွေ့မမြင်စေခြင်းကစပစ်သည်နေရာဒဇာနာမှာစပားကိုနည်းလျက်နေ၏ဒါနဲ့ယောရှာသားကီးတောင်ဆိုတဲ့လူတစ်ယောက်ရှိပါတယ်မိတန်လူမျိုးတွေကိုကြောက်တဲ့အတွက်ကြောင့်စပစ်သည်နေရာချင်းနာလေးမှာပုံရှိုးခွဲရှိုးလေးနဲ့နော်သူ့ရဲ့စပားတွေကိုလုံနေတာဖြစ်ပါတယ်နော် အဲ့တော့သပစ်သီးနေရာဒီဇိုင်နာမှာစဘာကိုနေတယ်နော်မြေတွင်းထဲမှာပုံးလို့ရတယ်ဒါပေမဲ့စားဖို့လဲလို့တော့လဲထွက်ပြီးတော့လဲလောက်ရသေးတာပေါ့အဲ့လိုစဘာတွေထွက်လို့တဲ့ခါမှာကြောက်အားလန့်အားနဲ့ကြောက်ပြီးတော့ဟိုကြည့်ဒီကြည့်နော်လုံရင်းနဲ့မြေတွင်းထဲကနေထွက်ပြီးတော့မှအရေးဆုံးပြီးတော့မှကြောက်လန့်ပြီးတော့မှနော်စားမှအသက်ရှင်မယ်ဆိုတော့လဲလုံနေရတာပေါ့နော်ဒါနဲ့အဲ့လိုလေးစပစ်သီးတွေနားမှာစဘာလေးကိုလဲကြောက်လန့်နေတဲ့အချိန်မှာပဲသာမရဖျားကြီးကောက်ကြည့်တယ်မယ် ထင်ရှား၍ခွန်အားကြီးသောအချင်းသူရဲ့သာဝရဖျားသည့်တင်နှင့်အတူရှိတော်မူသည်ဟုဆိုလင်တဲ့ဒီနေရာမှာအံ့ဩဖွယ်ပါတော့တကယ်တော့အကြောင်းလန့်လို့မြေလို့နဲ့မှာပုံနေရတဲ့သူမဆားရင်မဖြစ်လို့တာနော်ထွက်ပြီးလုံနေရတဲ့အကြောင်းလန့်တက်တဲ့လူဒီမှာဖျားသခင်ရဲ့ကောင်းကင်တမန်ကရောက်လာပြီးတော့ဗာပြောလဲဆိုအချင်းအားကြီးတဲ့သူရဲ့ဆိုပြီးသူ့ကိုခေါ်လိုက်တယ်ဆိုတော့သိရပါတယ် ဂီရောင်ကအိုးသခင်သာရဗျာအကျွန်ုပ်နဲ့အတူရှိတော်မူပြီးမှန်လေအပေးကြောင့်အမှုကြီးရောက်ရပါသည်သာရဗျာဒီငါတို့ကိုအေကုတုပြီးမှနှုတ်ဆောင်တော်မူမီမဟုတ်လောဟုကျွန်ုပ်တို့အဖမများပြောသည့်အတိုင်းပြုတော်မူသောအံ့ဩဖွယ်သောအမှုရှိဖျားတို့အဘယ်မှာရှိပါသနည်းဒါနဲ့နော်ကြည့်တော့ကဖယားသခင်သာကျွန်တော်တို့နဲ့အတူရှိတယ်ဆိုရင်ဖယားရှိတယ်ဆိုရင်ဘာလို့ဒီလိုအမှုတွေတွေ့ကြုံရတာလဲ ဆိုတော့ဂီတာနဲ့ကျမတို့လည်းတိတ်ကြူတာပဲနော်ဆိုတော့ကြောက်တဲ့ကြောက်တဲ့ကြတယ်ဟုတ်တယ်လေသူ့နေရာမှာကိုသားဆိုလဲပုံပြီးတော့မြေတွင်းထဲပဲနေရင်လည်းနေမှာပေါ့နော်ဆိုတော့အသက်ရှင်ဖို့ရန်တော့လေဒါတွေမကသေးပါဘူးသူကဖျားသိက်ကိုလည်းမေးခွန်းမေးတယ်နော်ဟာနော်အသက်ရှင်တဲ့ဖျားသားရှိတယ်ဆိုရင်ဘာဖြစ်လို့ဒီလိုမျိုးတွေဖြစ်နေတွေ့နေကြုံနေရတာလဲနော်ဘိုးဘေးတွေပြောတာတော့ကြားဘူးတယ် ဧဂုတုပိယနဲ့ဘုရားသခင်ထုတ်ဆောင်လာတာအေရုံပင်လယ်ကြီးနှစ်ချမ်းခွဲပြီးတော့လောက်အံ့ဩပွဲကြီးသောအမှုတွေကိုနော်ပြုတဲ့ဘုရားဖြစ်တယ်နော်အံ့ဖွယ်သောအမှုတွေကျွန်တော်ကြားပါတယ်ဒါပေမဲ့ဗမာလည်းအခုအံ့ဖွယ်သောအမှုနော်ခုနှစ်နှစ်အခါတည်းကြုံခံနေရတာကျွန်တော်တို့တွေဘုရားသခင်ကိုလည်းအော်ဟစ်နေတာအံ့ဖွယ်တဲ့နမိတ်လက္ခဏာတွေဘုရားတန်နိုင်ကြောင်းတွေကြားနေတာပဲပြောနေကြတာပဲဒါပေမဲ့ဘာမှထူးခြားမှုလည်းမဖြစ်ပါဘူးကြောက်လန့်နေရတာတော့ဘုရားခင်သာရှိတယ်ဆိုရင်ကျွန်တော်တို့ဒီလိုဖြစ် ခုမှထာဝရဖျားသည့်ကျွန်ုပ်တို့ကိုစွန့်၍မိတန်လူတို့လက်သို့အတော်မူပြီးတကားဟုဆိုလေတော့အခုတော့ဖျားကိုစွန့်ပြီးတော့နော်ရန်သူမိတန်လူတွေဆိုအတားပဲကိုရောသားကျွန်တော်တို့နဲ့အတူရှိတယ်ဆိုရင်ဒီလိုဖြစ်မလားပေါ့နော်ထာဝရဖျားသည့်သူ့ကိုကြည့်ရှု၍ယခုသင်ရတဲ့တကိုးကိုအမိပြု၍သွားလောသင်သည်ဣဒရီလအမျိုးကိုမိတန်လူတို့လက်မှကဲနှုတ်လိမ့်မည်တင့်ကိုငါစေခိုင်းသည်မဟုတ်လောဟုမိန့်တော်မူ၏ဒါနဲ့ဖျားသခင် ယခုရတဲ့တကိုးကိုအမိပြုပြီးဒီသွားပါဂီတောင်ကိုသင်ဟာဣတရီလလူမျိုးကိုကဲတင်မဲ့သူဖြစ်တယ်နော်ယခုရတဲ့တကိုးကိုအမိပြုပြီးသွားတော့တဲ့ကိုငါစိတ်ခိုင်းတယ်လို့ပြောပါတယ်တကယ်တော့နော်ဂီတောင်ဟာတာမန်လူတယောက်ဖြစ်တယ်နော်သူများထန်းတူပဲကြောက်လန့်ပြီးပုန်းနေရတဲ့သူဖြစ်တယ်ဒါပေမဲ့လည်းသူ့ရဲ့အသက်တာမှာ ဘုရားသခင်သူ့ကိုအသုံးပြုတဲ့အခါမှာတော့ထူးခြားတဲ့သူဖြစ်လာပါတယ်။ဟီတောင်ဆိုတာအာကြည့်တော်သူခုတ်ထစ်တော်သူလို့လည်းအဓိပ္ပာယ်ရတာဖြစ်ပါတယ်။အဲတော့ကျမတို့အခုတော့ဝိညာဉ်ရေးရာလေးကိုကျမတို့စင်ကြင်ခွန်အားယူသွားမှာဖြစ်ပါတယ်။နော်ဆိုတော့ဂီတောင်ဟာတကယ်တော့အားနည်းတဲ့သူဖြစ်တယ်။ကြောက်လန့်လို့နော်မိထန်လူမျိုးတွေတွေ့မှဆိုးလို့အခါရတယ်နော်။စားတောက်ဖို့မဖြစ်မနေလို့အပ်တဲ့အတွက်ကြောင့်သား ပိုးရှုပ်ကွက်ရှိုးလေထွက်ပြီးတော့စဘာကိုတခါလဲလုံနေရတဲ့သူဖြစ်တယ်။ကြောက်တတ်တဲ့သူဖြစ်တယ်။ဒါပေမဲ့အဲ့လိုမျိုးလူကိုလေဖျားသခင်ကမလိုရင်တည်းလေဆိုတော့အချင်းအားကြီးတဲ့သူရဲ့လို့ဖျားသခင်မြင်တယ်။ဟာလေလုယ။ဖျားသခင်နိုင်ငံတော်ထဲမှာကိုရောနော်သုံးလို့မရဘူးဆိုတဲ့လူမရှိဘူးဒီနေ့။သင်ကပြောလိုက်မယ်ဂီတောင်လို့ပဲ။နော်ငါအဲ့တော့ကြောက်တတ်တယ်လူလေအားနေတဲ့သူလေငါကမှသူများလို့မှပညာမတတ်တာသူများလို့မှအစွမ်းရှိတာ။ နော်စင်ကြယ်လေးအမျိုးမျိုးပေးလိုက်မယ်ဒါပေမဲ့သင်ဟာဖျားသခင်နိုင်ငံတော်အတွက်အသုံးဝင်တော်သူဖြစ်တယ်ဆိုတာကိုအားပေးခြင်းနဲ့ဒါကြောင့်အပေါ်ရန်ကြည့်လိုက်ရင်တော့အာတတိလည်းမရှိပါဘူးနော်ကြောက်လန့်တက်တဲ့သူပါကြည်ပါလားနော်မိတန်မျိုးတွေကိုကြောက်ပြီးအခုတော့မှလုံနေတဲ့အနေအထားသူကမိတန်လူမျိုးတွေဘလို့လို့တော်လန့်တွန်းလန့်နိုင်မလဲပြီးတော့သူကဘာမလို့လဲသူ့မှာအရေးချင်းပါရှိလို့လဲသူ့မှာအင်အားပါရှိလို့လဲ လူတွေကပြောလိမ့်မယ်ဒါပေမဲ့ဘုရားသခင်ကတော့ဂီတောင်ကိုအချင်းအားကြီးတဲ့သူရဲ့လို့ဘုရားသခင်သတ်မှတ်ပါတယ်ဒီကနေ့ကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ကလူမြင်တယ်လို့မြင်တော့ဘုရားမဟုတ်ကျမတို့လူတွေကတော့အပြင်ပန်းတဲ့ံကိုကြည့်နော်အပြင်ပန်းတံကိုကြည်ပြီးပဲကျမတို့ကခွဲခြားနိုင်တယ်ဒါပေမဲ့ဘုရားသခင်ကတော့လူမြင်တယ်လို့မြင်တာမဟုတ်ဘူးနော်သူဖန်ဆင်းထားတဲ့သားသမီးတွေရဲ့အထဲမှာသူထည့်ပေးထားတဲ့အရေးချင်းတွေစုစည်းစုတွေကိုကောင်းကောင်းသိတော်ဘုရားခင်ဖြစ်တယ် ဘသူ့ကိုတော့ငါဘယ်နေရာမှာတုံးလို့ရတယ်ဆိုတော့ဘုရားသခင်ကတိတယ်ကျမတို့ကိုအတုံးပြုတဲ့နေရာလေးပဲမတူတာဖြစ်တယ်တရအခန်းကြီး16အပိုင်းငယ်9ကိုကျမတို့ဖတ်ရအောင်နော်တရအခန်းကြီး16အပိုင်းငယ်9လေးကိုကျမတို့ဖတ်ရအောင်ဖတ်စမ်ရွယ် chapter 16 verse 7ကိုကျမတို့ဖတ်ပါမယ် တရာအခန်းကြီး16အပိုင်းငယ်9နှစ်မှာတော့ခြာရဖျားကသူဤမျက်နာသူဤအရက်ကိုမကြည့်ရှုနဲ့သူ့ကိုငားပေးပြီခြာရဖျားသည်လူမြင်တဲ့ကဲ့သို့မြင်တော်မူသည်မဟုတ်လူသည်အစင်းတံတန်ကိုကြည့်ရှုတတ်၏ခြာရဖျားမူကနှလုံးကိုကြည့်ရှုတတ်သည်ဟုရှမွေလာအာမိန်တော်မူ၏အာမင်ဒီနေရာမှာခြာရဖျားကလူမြင်တဲ့ကဲ့သို့မြင်တော်မူသည်မဟုတ်လူကအစင်းတံတန်ကိုကြည့်ရှုတယ်ဖျားသခင်ကတော့နှလုံးသားကိုပဲကြည့်တယ် အဲ့ဒါကြောင့်ဖခင်ရဲ့အမြင်နဲ့ကျမတို့အမြင်နဲ့မတူဘူးတခြားစီပဲလူရဲ့အမြင်နဲ့တော့ကြည့်ပြီးတော့နော်အာဘွားတော့ရောက်မှလည်းမရှိဘူးရက်ခိုင်းဖို့ရက်ခိုင်းဖို့နော်ဆိုတော့တအားမကြားရရင်ပြောနော်ဆိုလဲကောမန့်ကကျမစီမှာမတက်ဘူးနော်ဒီတော်တချို့ဟာလေးတွေပဲတက်တယ်ဒီဘောတော့ရင်အဲ့တော့နော်ဖခင်သခင်ကတော့နော်ကျမတို့လူမြင်တယ်လို့မမြင်ဘူး ီတယောက်ကတော့နော်ဖေမယာမှာအဆက်တဲ့အဆက်တဲ့ကျမတို့ကပြောလို့ဒါပေမဲ့ဖယားအမေကဒီလိုမဟုတ်ဘူးဒီလိုလည်းမဟုတ်ပါဘူး ာဒီလိုကိုရောဒီလောက်ချိမြောက်ဖို့မတန်ပါဘူးကျမတို့ကပြောလိမ့်မယ်ဒါပေမဲ့ဘုရားသခင်ကနှလုံးသားကိုချိမြောက်တော့ဘုရားသခင်ဖြစ်တယ်ဒါကြောင့်เนาะလူတွေကျမတို့ကိုဘယ်လိုမြင်လဲဆိုတာထက်ဘုရားသခင်ကျမတို့ကိုဘယ်လိုမြင်လဲအဲ့ဒါအရေးကြီးပါတယ်အဲ့တော့အမြင်မှာတော့ခီတောင်ဟာကြောက်လန့်နေတဲ့လူတစ်ယောက်ပါဒါပေမဲ့ဘုရားသခင်ကအချင်းအာကြီးတော်သူရဲ့ဒီနေ့ခီတောင်ကိုပဲသတ်မှတ်တဲ့ဘုရားမဟုတ်ဘူးဒီနေ့ကျမကိုလည်းသူ့နိုင်တယ် တို့အရန်အတုံးဝင်တဲ့လူလိုဖျားခင်တတ်မှတ်ရင်ဒီနေ့ကျမဟာလူတွေရဲ့အတော်နဲ့မဆိုင်ဘူးဟောဖျားသခင်နိုင်တယ်နော်အတုံးဝင်တဲ့သူဖြစ်တယ်ဆိုတာကိုကိုကိုတီးဖို့နော်ဖျားသခင်ဘလို့တတ်မှတ်လဲဆိုတဲ့အတိုင်းပဲကျမတို့ဟာဖြစ်တည်နေမယ်ဆိုတာကိုပြောပြချင်တယ်နောက်တစ်ခုကတော့မိတံလူမျိုးတွေစီမှာခုနှစ်နှစ်เนาะညှဉ်းပန်းနှိပ်စက်ကြုံခံနေရတာအာကြောက်လန့်ပြီးတော့မြေတွင်းနေတယ်မှာပုန်းနေရတာเนาะစားဖို့တောက်ဖို့အခက်ခဲလေယာဉ်မြေတွေဖြတ်စီ နော်အကုန်လုံးတရိတ်ဆန်တွေတိမ့်သွားအဲ့ဒီလိုဖြစ်တဲ့အခါမှာညီကောင်မတို့ကတော့ကိုတော့နော်ဒီဟာကြီးကဘာကြောင့်ဒီလိုဖြစ်တာလဲမိတန်ကမေးခွန်းမေးတယ်နော်ဒါကြောင့်ကျမတို့ဘဝတွေမှာလည်းအခက်အခဲတွေပြဿနာတွေကျမတို့မကြုံကျင်တဲ့အရာတွေဆွတ်တောင်းပြီးအဖြေမရတာတွေတွေ့ကြုံတဲ့အခါမှာကျမတို့ကလည်းဘာဖြစ်လို့လဲနော်ကျမတို့အမျိုးမျိုးအမေးခွန်းနေပါတယ်ထောက်တက်တဲ့သူတွေဖြစ်တယ်။ဒါကြောင့်ဖယားသခင်ကဘယ်တော့မှမမားပါဘူးနော်ဆိုတော့ကျမတို့လူတွေကပဲအမြဲတမ်းမှားတက်တဲ့သူတွေဖြစ်ပါတယ်။ အဲ့တော့နော်ဂိတောင်ကလည်းပဲမေးတယ်နော်ဘုရားသခင်ဘာဖြစ်လို့အခုဒီလိုမျိုးဖြစ်နေရတာလဲနော်ဒါနဲ့ဘုရားသခင်ကအပိုက်ငယ်30မှာ အဖြေရရှိပြီပါနော်တရားသူကြီးမတ်စာအခန်းကြီး6အပိုက်ငယ်30 Judges chapter 6 verse 10ကိုဖတ်ပါမယ်ဘုရားသခင်ကဲတင်ခဲ့တယ်ဆိုတဲ့ဟာတွေကြားပဲကြားဘူးတာဒါမဲ့ဘယ်မှလဲအဲ့ဒါတွေတကယ်ရှိလို့လားပေါ့ เนาะအဲ့ဒီအံ့ဘွယ်တော်မှုတွေဘာမှလဲဘာဖြစ်လို့ဘုရားသခင်သာကျွန်တော်နဲ့တူရှိရဲဆိုဘာလို့ဒီလိုအမှုကြီးတွေးကြုံရတာဘာလို့ဒီလောက်ဆူဆူဝွားဝါးတွေတွေးကြုံခံစားနေတာလဲသူ့မှာနားမလည်နိုင်ဘူးဒါမဲ့ဘုရားသခင်ကဘာပြောလဲငါဒီတင်တို့ဤဘုရားသခင်ထာဝရဘုရားဖြစ်ဤတင်တို့နေတဲ့အာမောရိပိသားကိုးကွယ်တော်ဘုရားတို့ကိုမကြောက်ရွံ့ကြနေဟုငါပြည့်ညက်တော်လဲတင်တို့ဒီငါစကားကိုနားမထောင်ကြဟုမိန်တော်မူဤ တော့အဓိကပါလေဖယားစကားနားမထောင်လို့ဣသရေလလူတွေကဒီလိုဝေးဒုက္ခကြောင့်လားတယောက်ထဲနဲ့ဆိုင်လာနော်ဥပမာဟာဒီတယောက်ကနော်ဖြီးတောင်ကပြောမှာပေါ့ကျွန်တော်ကတော့နော်အကောင်းကျွန်တော်တော့အာဘာမှဖယားမစိုက်တာတွေမလုပ်ဘူးဆိုလို့ပြောလို့တော့မရအဲ့ဒါကြောင့်ကျွန်မပြောချင်တာကကျွန်တော်တို့ကမိသားစုပဲဖြစ်ဖြစ်နော်ငါတယောက်တည်းဖယားနဲ့မှန်နေရင်ရပြီလေလို့တတ်မှတ်လို့မရဘူး ိုယ့်ရဲ့မိသားစုထဲမှာမပြောင်းလဲသေးရင်ကိုယ့်ရဲ့တာဝန်ပဲနော်ကျမတို့ဘယ်နိုင်ငံသားဖြစ်တယ်လဲကျမတို့နိုင်ငံကလူတွေဟာအသက်ရှင်တဲ့ဘုရားကိုရဖို့ရန်အတွက်ကျမတို့ရဲ့တာဝန်ဖြစ်တယ်ဆိုတော့နော်ကိုတယောက်တည်းဘုရားကိုရနေပြီဆိုရင်ရပြီလို့ကျမတို့သတ်မှတ်လို့မရဘူးအခုလက်ကြီးတောင်ကကျွန်တော်ကတော့နော်ရုပ်ထုစတူမှာသွားမကူွယ်တာလို့လဲသူပြောလို့မရအောင်ဣသရေလလူတွေမာယွင်းနေကြတယ်လို့ပြောရတာဒါကြောင့်မလို့ငါစကားနားမထောင်ဒီလိုဒုက္ခတွေရောက်တာလို့ဘုရားကပြောပါတယ် တုတ်တန်တက်33ကိုကျမတို့ဖတ်ပါမယ်တုတ်တန်တက်33เนาะ Proverbs chapter 1 verse 33မှာငါစကားကိုနားထောင်တော်သူမူကလုံခြုံစွာနေ၍ဘေးကိုမကြောက်ဖဲ ငြိမ်ဝတ်လိမ့်မည်ဖျားစကားကိုနားထောင်ဖို့လိုပါတယ်ဒါမဲ့လည်းဘလောက်ပဲခဲယဉ်မှုတွေတွေ့ကြုံနေပါစေเนาะကျမတို့ဘယ်နေရာမှာပဲရှိရှိခဲယဉ်မှုတွေဘလောက်ပဲတွေ့ကြုံနေပါစေဖျားစကားကိုနားထောင်နေသူကတော့ဘေးကိုမကြောက်ဘူးလုံခြုံစွာနဲ့တော့နေရတယ်သို့တော်လည်းကျမတို့မှာဝင်တာလေးတော့ထားပြီးတော့မှာเนาะကျမတို့စီတောင်းရတယ်เนาะကြီးတောင်လည်းပဲသူညီနေတဲ့မှာနေလို့ရတယ်သူမှာစားစရာရှိတယ် ာသူတို့လည်းဘာလို့တေးတေးလို့တော့သူလုံးလုံးမရဘူးပေါ့နော်ဖခင်နိုင်ငံတော်အတွက်တိုက်ပွဲဝင်ဖို့သူ့မှာတာဝန်ရှိတယ်လို့ဒီနေ့တင်တဲ့ကျမလည်းဝိညာဉ်တိုက်ပွဲဝင်ဖို့ရန်တွဲဆန္ဒရှိရမယ်နော်ဆူတောင်းပြီးတော့ကိုတယောက်ကောင်းရင်ပြီးရောဆိုပြီးတော့လည်းလုံးလုံးမရပါဘူးနော်မိမိတက်နိုင်တဲ့ဘက်ကလည်းဆူတောင်းခြင်းနဲ့လားမေတ္တာပြခြင်းနဲ့ဧဝံဂေလိဝေငါခြင်းနဲ့နော်ကျမတို့တွေအစေခံဖို့ရန်အတွက်အစဉ်သစ်ရှိသောဆန္ဒရှိရပါမယ် အဲ့တော့ဘလောက်ပဲသမုတ်တရားရေကဟုံးဟုံးမြည်လိုက်တဖို့တွေမွေနောက်နေပါလေကျမတို့ကဘုရားသခင်ကိုဘိုးခွဲနေတော့ငြိမ်သက်ရတယ်ဘုရားစကားကိုနားထောင်တော့ဘေးကိုမကြောက်ပဲလုံခြုံသွားလို့ကျမတို့နေခွင့်ရပါတယ်နော်ဘုရားသခင်နာမတော်ဒီဂုဏ်ကြီးပါစေဒါနဲ့ဂီတောင်ကိုဘုရားသခင်ကပြောလဲဆိုတော့ဂီတောင်မှာအာနေချက်တွေရှိတယ်ကြောက်လန့်တက်တဲ့သူဖြစ်တယ်နော်ဘာမှတတ်နိုင်တဲ့လူတော့မဟုတ်ပါဘူးသူမှအာနေနေတယ်ဘုရားသခင်ရဲ့ နော်အလေးလာတဲ့နားမလည်နိုင်ဘူးကဲတင်တဲ့ဖះဆိုတော့အကြပဲကြားဖို့လေအခုလက်တွေ့တော့ဖြစ်နေတာတော့နော်ချိန်နေကြတော့မဟန်ဘူးနားမလည်နိုင်တဲ့အရာတွေရောသူ့မှာအများကြီးပဲနော်ကြားပဲကြားဖို့ပဲမယ်ဒီဖះရှိတယ်ဘာလို့ဒီလိုဖြစ်မလဲရှုပ်ထွေးမှုတွေရောနားမလည်နိုင်တာတော့အများကြီးပဲဒါမဲ့ဖះသခင်ကကိတောင်ကိုပါပြောလဲတရားသူကြီးမဆာခန်းကြီး6ဖိုက်ငယ်14မှာတော့ယခုတင်ရတဲ့တကူကိုအမိပြုပြီးသွားလို့ ဘုရားသခင်ရဲ့တကိုးတော်ဟာဒီတောင်ပေါ်မှာတက်ရောက်ရင်သွားတာတော့ဘာမှမကြောက်နဲ့ကျန်နာဖျားသခင်တောင်းဘုရားသခင်ကပြောလိုက်တယ်နားမလည်နိုင်တာတွေရှိကောင်းရှိလိမ့်မယ်အခင်မထွက်တာတွေရှိကောင်းရှိလိမ့်မယ်မတက်နိုင်တာတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့အခုရတဲ့တကိုးကို အမိပြုပြီးသွားရင်ဒီအစဉ်ပြေပြီဒါဆိုရင်သင်နဲ့ကျမတော့တကိုးရရဲ့လားနော်ဆိုတော့အဲ့ဒါလေးရေးကြည့်တယ် တင်းနေချင်မှာဩတကူရရဲ့လားအကီးတောင်တို့ပဲတကူရပြီးတော့နော်ရန်သူကိုနိုင်တာလားငါတို့ကဘာမှမမဟုတ်တာလို့တွေးလို့တော့မရဘူးဓမ္မဟောင်းကာလမှာဆိုရင်တော့တယောက်သောသူပေါ်မှာဝိညာဉ်တော်တက်ရောက်တယ်။ဒါမဲ့အခုကျမတို့ဝိညာဉ်တော်တရားသိကာလမှာတော့လူမျိုးတကာပေါ်ကိုဝိညာဉ်တော်ကိုသွန်းလောင်းပေးတာဖြစ်တယ်။အဲ့ဒီဝိညာဉ်တော်ဟာတကိုးပဲဖြစ်တယ်ညီကောင်မောင်တို့။ဒါကြောင့်သင်တဲ့ကျမကလေဝိညာဉ်တော်ကိုရတော်သူဖြစ်တယ်။ကျမတို့ဟာတကိုးရှိတယ်ညီကောင်မောင်တို့။ ဘုရားသခင်နိုင်ငံတော်အတွက်เนาะသွမ်းနိုင်တဲ့သူတွေဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့သိရမှာဖြစ်တယ်เนาะမဟုတ်ရင်တော့ကိုကိုကိုတကိုးရှိတယ်လို့ပြောလို့လဲကိုယ့်ရဲ့စူးစားအားထုတ်မှုနဲ့မဟုတ်ဘူးဆိုတာကိုပြောပြခြင်းတယ်အဲ့ဒီတကိုးလို့ပြောတဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုဘာကြောင့်ရတာလဲဒီကနေ့ကျေးဇူးတော်ကြောင့်ရတာเนาะ ကျေးဇူးတပားကနေတပားထပ်ဆင့်ပြီးရတယ်ဆိုတာကိုလည်းသိဖို့ရန်တွက်လို့တယ်ယေရှုခရစ်တော်ကသင်တဲ့ကျမရဲ့အပြစ်တွေတကားနိုင်ပုံမှာအသေခံသက်ဆွတ်တယ်မြေကြီးထဲမှာတကြိုချင်းခံပြီးတော့သုံးရက်မြောက်မှာကိုရောရှင်ပြန်ထမြောက်တယ်ရှင်ပြန်ထမြောက်ပြီးတော့မြေကြီးမှာရက်40နေပြီးကောင်းကင်ကိုတက်သွားတယ်ခမဲတော်ဖျားရဲ့လက်ရာဘက်မှာခြိုင်းတယ်နော်ပြီးသွားတော့မှဆယ်ရက်ကြာမှာဘာဖြစ်လဲတန်ရှင်တော်ဝိညာဉ်တော်ကိုဈေးလွတ်ပေးတာဖြစ်တယ်ညီကောင်မတို့ ကိုတော်သာရှင်ပြန်မထမြောက်ဘူးဆိုရင်အဲ့ဒီဝိညာဉ်တော်ဖြစ်တဲ့တကိုးကိုဒီနေ့သင်နေကြမှာရဖို့လည်းမရှိဘူးဒီနေ့ကျေးဇူးတော်ကြောင့်အဲ့ဒီတကိုးကိုရတာအဲ့ဒီတကိုးကိုရတာဘာဖြစ်လို့လဲဂီတောင်ကိုသွားပါဆေလွတ်ပါရန်သူဆေလွတ်တယ်ရန်သူတွေကိုနိုင်ဖို့ရန်အတွက်နော်တင့်ကိုငါဆေလွတ်တယ်အဲ့ဒီတကိုးကိုအမိပြပြသွားပါဒီကနေ့ဝိနည်းရတတဝအပေါင်းတို့အဲ့ဝင်ကလေးတရားကိုဟောကြလောတကိုးကိုအမိပြူပြီးဟောပါ တန်ရှင်သောဝိညာဉ်တော်ကိုအမိပြုပြီးသွားပါတန်ရှင်သောဝိညာဉ်တော်တကိုးကိုအမိပြုပြီးဝိညာဉ်တိုက်ပွဲတွေကိုတိုက်ပါနေရာတိုင်းမှာစာရမဏေရဲ့နိုင်ငံတွေတည်ထောင်လာတာအဲ့ဒီအရာတွေကိုဝိညာဉ်တကိုးနဲ့ဖြိုဖျက်ဖို့ရန်အတွက်ဖြစ်တယ်တချို့ဝမ်းနဲ့ကြေကွဲအောင်တချို့ကိုကိုကိုတက်သေးခြင်းအောင်နော်တချို့ကဝိညာဉ်ထွက်ဘဲသွားမှမသိတဲ့သူတွေဒါတွေကစာတန်ရဲ့နိုင်ငံတည်ထောင်ထားတာအဲ့အရာတွေကိုဝိညာဉ်တော်တကိုးကိုအမိပြုပြီးကျမတို့ကအဲ့ဒီရန်သူတည်ထောင်ထားတဲ့အရာတွေအားလုံးကို ဖြိုဖျက်ပြီးတော့ဘုရားသခင်ရဲ့နိုင်ငံတော်တည်ထောင်ဖို့ရန်အတွက်ဒီနေ့ဘုရားသခင်အလိုတော်ရှိတာဖြစ်တဲ့တမန်တော်ဝိထုခန်းကြီး၄နဲ့၅ကိုဖတ်ပြီးအဆုံးသတ်ပါမယ်။ဒီနေ့ဗိမ္မာန်တော်ဝေငှတာဆိုတော့စူညံသွားတဲ့အရာတွေရှိတယ်။အားလုံးကိုအားနာပါရနော်။ so x chapter 1 verse 4 to 5မှာထိုတမန်တို့ကိုစူဝေးစေတော်မူပြီးလင်ယေရုရှလင်မြို့မှာမထွက်မသွားပေခမဲတော်ဤဂတိတော်ကိုငတ်နေမိအကြောင်းမှားတော်မူ၍ထိုဂတိတော်ကိုငါဟောပြောသဖြင့် ်သင်တို့သည်ကြားသိရကြပြီဂတိတော်အချက်ဟုမူကားယောဟန်သည်ရေ၌ဗပ္တိစံကို ပေး၏သင်တို့သည်မကြမမြင့်မီတန်ရှင်သောဝိညာဉ်တော်၌ဗပ္တိစံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏အဲ့တော့ဒီမှာယေရှုခရစ်တော်ကသိချာမာတယ်နော်ခမဲတော်ရဲ့ဂတိတော်ကိုမရသေးပဲနဲ့ယေရုရှလင်မြို့ကနေဘဲမှာမသွားပါနဲ့နော်အဲ့တော့အဲ့ဒီဂတိတော်ဆိုတာဘာလဲဆိုတာဟောပြောပြီးတဲ့အရာကိုနင်တို့တွေအားလုံး ကြားပြီးပါပြီတဲ့နော်ယောဟန်ကတော့ရေနိုင်ဗပ္တိစံပေးလိုက်မယ်ဒါပေမဲ့တင်းတို့မကြမမြင့်မီတန်ရှင်တော်ဝိညာဉ်တော်ရဲ့နှစ်ချင်းကိုခံရလိမ့်မယ်ဝိညာဉ်တော်ကိုတင်းတို့ရမယ်နော်ကိဝတ်တော်ဝိညာဉ်တော်သုံးလောင်းတဲ့ဝိညာဉ်တော်ကိုခံစားရလိမ့်မယ်သခင်ယေရှုကမှာခဲ့တယ်အဲ့ဒီဝိညာဉ်တော်ရပြီးမှယေရုရှလင်မြို့ကနေစပြီးတော့သွားပါမြေကြီးစွန့်တိုက်အောင်ငါဤတက်တဲ့ပြဖို့ရန်အတွက်သွားပါဒါပေမဲ့အဲ့ဒီတကူကိုမရသေးပဲနဲ့တော့မသွားနဲ့တော့เนาะဒီလောကကြီးထဲမှာ အဲ့ဒီဝိညာဉ်တော်မပါဘဲနဲ့မရဘူးညီကောင်မောင်တို့မတော့ဂီးတောင်ကလည်းမိတန်လူမျိုးတွေကိုနော်ဖယားသခင်ပေးတဲ့တကိုးမှမရဘဲနဲ့ဘလို့မှမတိုက်ထုံနိုင်ဘူးဒါကြောင့်ဖယားပေးတဲ့တကိုးလို့လေကိုကတုံညာဖြစ်နေပေမဲ့လေကိုကဘာအစွမ်းစားမှမရှိတော့ညာလေအဲ့ဒီဝိညာဉ်တော်တက်ရောက်လာတဲ့အခါမှာတကိုးကိုရပြီဆိုရင်တော့တင်တဲ့ကျမဟာထူးခြားတော်သူတွေဖြစ်သွားပြီ အဲ့ဒါကြောင့်နှုတ်ကပတ်တော်ဟာဂီတောင်တယောက်တည်းပေါ်မှာနော်ဖခင်ကအလုံးလုံးနိုင်တာအသုံးပြနိုင်တာမဟုတ်ဘူးဂီတောင်အသက်တာတည်းမှာနော်ဖခင်သခင်ပြုတ်တဲ့အမှုတွေဟာဒီနေ့သင်တဲ့ကျမရဲ့အသက်တာတည်းမှာလည်းကိုတော်ပြုတ်နိုင်တယ်ဟာလေလုယအဲ့ဒါကိုယုံရမယ်ဂီတောင်ဟာဘာမှမသက်ဆွမ်းနိုင်ပေမဲ့နော်တကိုးကိုရတဲ့ခါမှာထူးခြားတဲ့သူဖြစ်တယ်လို့ဒီနေ့ဝိညာဉ်တော်အားဖြင့်သင်တဲ့ကျမဟာလည်းထူးခြားတဲ့သူဖြစ်တယ်ဆိုတာကိုကျမတို့ယုံကြည်ရမယ်ပုဂ္ဂိုလ်ကငါးလေးဘာမှမဟုတ်ပါဘူးဆိုတာအထက် ဘုရားသခင်သာငါနဲ့အတူရှိခြင်းငါဝိညာဉ်တော်ကိုရထားတဲ့သူပဲဒီကမ္ဘာလောကကြီးမှာနော်ဘုရားဘုံထင်ရှားတော်သူငါဖြစ်မယ်ငါရဲ့ပဝင်းခြင်းမှာကောင်းကျိုးပြုဖို့ဘုရားဘုံထင်ရှားတဲ့သူဖြစ်မယ်နော်ရောက်တဲ့နေရာတိုင်းမှာငါဘုရားရဲ့နိုင်ငံတော်တည်ထောင်မဲ့သူဖြစ်တယ်ကျွန်တော်တို့ဝန်ခံဖို့ရည်ကြီးပါတယ်ဟုတ်ကဲ့ပါဤတော်မှာအဲ့ဒီလူကြောင့်ထူးခြားသမှုဝိညာဉ်တော်ကြောင့်ဖြစ်နေမှာ တလောက်ဖေးအဆုံးသက်လိုက်မယ်နော်အားလုံးကိုဖျားသခင်သာ၍ကောင်းချီးပေးပါစေ။ဒါဆိုရင်ခဏလေးဆုတောင်းမယ်နော်ဆုတောင်းရအောင်။ဖျားသခင်ထာဝရဖျားကိုရောယေရှုတင်နေဒီနေ့နှုတ်ကပတ်တော်အတွက်လည်းယေရှုတင်ပါတယ်။ကိုရောအွန်လိုင်းလည်းပြတ်တော်မကြသွားဘူး။ဒါပေမဲ့ comment တွေမရတဲ့အရာတွေရှိပါတယ်ဖျားသခင်။နောက်လာမယ့်နေ့ရက်တွေမှာ online ကိုဖျားသခင်ကောင်းချီးပေးနာတော်မူပါ။ကောင်းမွန်စွာသုံး ့ဆင်ခြင်နိုင်ဖို့ဖျားခေဆက်လက်မဆပါဒီနေ့လည်းဗိမာန်တော်ကိုရောက်လာပြီးတော့ဗိမာန်တော်ကနေပြီးတော့သာသမီတို့နှုတ်ကပတ်တော်ဝေငှခွေရပါတယ်စုညံတဲ့အရာတွေရှိတော့လဲလိုင်းပေါ်ကကိုရောသာသမီအယောင်ချင်းစင်တိုင်းသိခံခြင်းနဲ့နှုတ်ကပတ်တော်ကိုခံယူနေကြတာဖြစ်ပါတယ်ကိုရောအားလုံးရဲ့ဖျားသခင်နှုတ်ကပတ်တော်ကိုစာငတ်မှုများကိုကိုရောတိမတ်လျက်တစ်လုံးလေးပဲကြာကြာနှလုံးပဲကြာကြာကိုရောကောင်းချီးပေးပါ ကိုရောဖရားရဲ့နှုတ်ကပတ်တော်ဟာအသက်ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်ခံယူလိုက်တဲ့လူတိုင်းရဲ့အသက်တာထဲမှာကောင်းချီးဖြစ်ရပါမယ်အကြောင်းကျေးဇူးပြုပါကိုရောသာသမီတို့ကျေးဇူးတော်တသက်ချဝိညာဉ်တော်ကိုရလို့ကျေးဇူးတင်နေအဲ့ဒီဝိညာဉ်တကောကိုမိပြုပြီးတော့ဒီကမ္ဘာလောကကြီးမှာကိုရောဘုံတော်ကိုထင်ရှားစေတော်သာသမီများကိုရောနိုင်ငံတော်တို့တကယ်ကိုအသုံးဝင်တော်သာသမီများနေ့ရက်စဉ်တိုင်းမှာအမှုမဲ့အမှတ်မဲ့အသက်မရှင်မဲ့ ကိုရောရဲ့ဘုံတော်နိုင်ငံတော်အတွက်အသက်ရှင်နိုင်သောသားသမီးများဖြစ်ဖို့ဝိညာဉ်တော်ဖျားဆက်လက်ကျေးဇူးပြုပါမိမိရဲ့အားနဲ့ချက်အားလုံးဟာကိုရောရဲ့တကူတော်အားဖြင့်အာသာချက်တွေအဖြစ်ပြောင်းသွားရပါမယ်အကြောင်းကိုလည်းကိုရောကျေးဇူးပြုပါအားနဲ့ချက်တွေပဲထိုင်စင်းစားတာမဟုတ်ဘဲနဲ့ကိုရောဖျားရဲ့တက်ဆွမ်းနိုင်ခြင်းကိုသားသမီးတို့ဟာပြန်လည်ပြီးတော့မှဆင်ကျင်သောသားသမီးများဖြစ်ဖို့ဝိညာဉ်တော်ဖျားမဆတော်မူပါကျေးဇူးတော်ပါမယ်ဘုရားရှင်ဒီနေ့တော့ဆက်ပြီးတော့ဆုံးဖြတ်တဲ့အခါမှာဘာသာတရားတော်ကိုယေရှုနာမ၌ ကိုဘတ်တော်ဝေငါခြင်းကိုအဆုံးသတ်ပါရဖဖျာသခင်အာမင်အာမင်ယေရှုတင်ပါတယ်အားလုံးပဲဖျာသခင်ကောင်းချီးပေးပါစေဟုတ်ကဲ့ပါဒါဆိုရင်မနေ့ပြန်၃နာရီပြန်တွေ့မယ်နော်ဗိမ့်မန်တော့တော့နည်းနည်းလေးပြလိုက်အောင်မယ်နော်ယေရှုတင်နဲ့ YouTube ဖုန်းလေးတော့ကျွန်မချပါမယ်ဖုန်းနှလုံးကပ်ပေးမယ်နော်အားလုံးပဲဖျာသခင်ကောင်းချီးပေးပါ